Donald Trump ရဲ့ဟာတာအယျအဆုံအခိုင်အတိုက်လေးကို online မှာထွက်ပေါ်လာပါတယ်။အဲ့ဒီ video လေးကတော့အခု trending ဖြစ်နေတယ်။ကမ္ဘာ dream media တွေကလည်းတင်ပြနေတယ်။ကြီးရှိသူမိတ်ဆွေကတည်တဲ့အတိုင်းပါပဲ။ Donald Trump ကပုံမှန်သွားပြီတော့တကယ်အမေရိကန်ဟာတာဖောက်တတ်တဲ့သမ္မတပါ။တော်တော်လေးသူကဒေနေရာပဲတော်တော်ဘာမပြောပြောအမေရိကန်ဟာတာပါတယ်ဥစားခဏခဏပြောတတ်တဲ့သမ္မတပေါ့နော်။သူအမေရိကန်ဟာတာဖောက်တယ်ဗောဒီနေရာပဲပြောရမယ်ဆိုတော့ဒီတစ်ခါ သူစီးရီးယားသမရကိုမင်းမဘယ်နှယောက်ရှိတယ်ဆိုပြီးမှမေးသွားတာအဲ့ဒီအဲ့ဒီကိစ္စကြီးကိုတော်တော်လေးပေါက်သွားတာ trending ဖြစ်သွားတာပေါ့အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုလေးကနေပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့မွတ်စလင်ရဲ့ delete ထုံးစံအရဆိုတော့သူတို့မှာမင်းမအများကြီးရှိပိုင်ခွင့်ရှိတယ်ကွာဆိုတော့သူတို့မှာမင်းမတယောက်ညောက်၃ယောက်၄ယောက်ထိရှိတယ်ကွာဆိုတော့စီရတ်သမရက impure မှာ monday တော့က ထရမ့်နဲ့တွေ့ဆုံပွဲမှာထရမ့်ကအခုလိုမေးမေးသွားတာဖြစ်တယ်ပေါ့ရေမွေးတွေကိုလက်ဆောင်ပေးပြီးတဲ့နောက်ပိုင်းမှာဒါကမင်းမင်းမအတွက်ပါဆိုပြီးမှပေးပြီးတဲ့ပိုင်းမှာပဲမင်းမဘယ်နှစ်ယောက်ရှိလဲဆိုပြီးမှအစရနောက်ရနေဟာတာဖောက်ရနေမေးသွားတာပေါ့အဲ့ဒါကိုဒီအခုနောက်ပိုင်းမှာ online မှာ trending အရင်ဖြစ်တယ်ဆိုတော့ဘူးတုဒ္ဒလည်းအနေနဲ့ပဲကျွန်တော်ကအဲ့ဒါလေးကိုရှင်းပြချင်ပါတယ်ပေါ့နော် ပြချင်ပါတယ်နောက်တော့ကြည့်ကြည့်ရအောင် အရန်ရေးရတယ် Trump ကတော့ပုံမှန်တိုင်းပါပဲနော်တော် Trump မှာ Trump ပါပဲဒီကောင်ကတော့ဒီဆရာကြီးကတော့ဒီ boss ကြီးကတော့ပုံမှန်ပါပဲ Okay ဆက်လောက်ရေဒါကစီရတမရ In a moment no one saw coming The White House witnessed history and a spray of perfume this week

Acting, long deemed impossible, was both politically symbolic and unmistakably Trumpian. And Trump, ever the showman, opened the meeting by presenting his guests with a bottle of Trump Victory 45. No, Donald Trump ka tu ye yin mwe ku pai Trump ka yin Tu ku pai thau So Trump Victory 45 suma tu ye yin ma ye tha de bo no. tu ta 47. his own $249 cologne. So, Zeka dollar bale, nyane lesku. Trump ku tain thot lo tha de yin mwe ka dollar nyane lesku phit ni de. So, ai yin mwe ku tu ka yu bi ma tu ku tu sut de Trump ka de. So, pi na pai ma siyo tamra ku le sut de. Pi lo tu ye nya phe ma shi de khong saw de ku le yin mwe sut de. စုပြင်းတော့ပိုင်းမှာရော့ဒီရင်မွေးကိုခမည်းမင်းမအတွက်ယူသွားပါဆိုမှပေးတယ် အဲ့ဒီနောက်ပိုင်းမှာမင်းကဘယ်ယောက်ရှိတယ်ဆိုမှတ်မေးသေးတယ်ပေါ့ဆိုတော့ <laughs> so you never know တဲ့အမင်းတို့ကတနည်းပြပြောရမယ်ဆိုမင်းက3ယောက်4ယောက်ရှိမှဆိုပြီးဒီမှာတိမှာမဟုတ်ဘူးလေစမထောက်ကမေးတယ်ပေါ့ပြောနေတယ်ပေါ့ <laughs> Cameras caught the US president spritzing the fragrance on himself then on Al Sharon declaring it's the best fragrance he smiled and handed another bottle over adding that one's for your wife <laughs> then came the quip that stole the headlines how many wives Trump asked with a grin. <laughs> One, replied Al Sharar. Huh. you never know, huh. Trump laughed, patting him on the arm as aides chuckled in the background. It was a light-hearted exchange between two leaders whose paths could not be more different. Okay, Daga tiba and you know the Al Shara Suraka US Suyaka Tugu Tua Dwelly Dola Sedan Tugu Panelu. ဝန်တက်ပါဆန်ဖြစ်တယ် US အစိုးရကသူ့ကိုလိုအပ်နေတယ်ဒီကောင်ကိုဖမ်းနိုင်တဲ့လူကိုဒေါ်လာ30ပေးမယ်ဆိုမှ US ကရင်တော့ကပြောခဲ့ဖူးတယ်ကန့်လန့်ခဲ့ဖူးတယ် US နဲ့လုံးဝ terrorist လို့ US ကအကြံညာထားတဲ့ကောင်အခုက US နဲ့ပြန်ပေါင်းရတယ်သူတို့ရဲ့တမိုင်းလေးကတော်တော်လေးတော့ဒီသဘောကျစရာကောင်းတယ်ပေါ့အရင်တော့ကသူကိုယ်တိုင်ကလည်း terrorist ဖြစ်ခဲ့ဖူးတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ ဟော terrorist list တွေကလည်းဖြုတ်ပြီးတော့ပိုင်းမှာအခုကစီးရဲသမရအနေနဲ့ဝင်လာခဲ့တယ်ပေါ့ဗျာဒါတော့ဒီကိစ္စလေးကိုကျွန်တော်တို့ဆက်ပြီးပြောခင်ပါတယ်ဒီကိစ္စလေးကိုပြချင်တာဗီဒီယိုနဲ့ပြချင်တယ်ပြချင်တယ်ပေါ့နော်ကျွန်တော်ထောက်ကြည့်အောင်ဟာ Trump's favorite list has been updated. The newest addition is former U.S. designated Al Qaeda terrorist Al Sharaa. in a viral video <laughs> circulating online. So the video ka ku online ma viral pinne re. viral pinne pyat ne re Trump and the interim Syrian president are seen bonding over cologne. Uh. Trump affectionately sprays his cologne on the Syrian leader and then asks a jaw dropping question How many wives <laughs> did Trump really just ask that? Watch the video. <laughs> men's. Okay. Men's. okay, that got, that got video. The video set. ဆိုတော့ Trump ကပြောနေတယ်ဒီရင်မွေးကအရန်ကောင်းတယ်ဆိုမှပြောတယ်ပေါ့နော်ကြည့်ပါဦးကြည့်ပါဦးဟုတ်ကဲ့ဆီရ်အစ်စ်ပရဂရက်ကမ်ရမ်းလေးဒါ the best fragrance fragrance ရမွေးပါအကောင်းဆုံးပဲစမဖြစ်ဟိုဟိုဘက်ကသောဆောင်ကူလေပြလုပ်တယ်ပေါ့အဲအဲ so what we'll do is just take that gel please and then the, the other one is really one ဆိုတော့တခုကတော့ခမရအတွက်ဖြစ်မယ်ဟိုခမရမိမအတွက်ဖြစ်မယ်ဆိုပါမေးတယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ဘာမိမဘယ်နှယောက်ရှိလဲစင်မမေးတယ်ပေါ့နော်ဒီစီးရတမရကလည်းရင်းနဲ့တယောက်ရှိတယောက်မရှိတာပါဆိုမှပြောတယ်ဆိုတော့ Trump ကပါလဲ you never know တဲ့ဩဒါကတိဖုခတ်တယ်ဆိုမှပြောနေမေးတယ်ပေါ့အရင်ရည်ရယ် Trump Caro is really the best, the best, man. They're the funniest guys too. I mean, I thought about it. The television. Mm. Uh. 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 <laughs> uh <laughs> best fragrance. I have no one who said. Okay, you know. So what we'll do is just take that jail prison, uh, and then the, the other one is your wife. How many wives? You want their wife? I said never know. Yeah, only the president would get a wife. All right. ဒါကတော့တတော်လေးတရှောင်းကတော့တရှောင်းကတော့ပုံမှန်တိုင်းပါပဲသူကအမေရနော်ဟာတာအာတာဖောက်လည်းရှိတယ်တမရ Trump ကြီးကတတော်လေးကြီးစရာပြောလေပြောလေပြောထားရှိတယ် Trump

Syria formally joined the US led coalition. ဆိုတော့သူတို့နှစ်ဦးတွေ့ဆုံပွဲကနှစ်နာရီလောက်ကြာတယ်အဲ့ဒီနှစ်နာရီတွင်းမှာ Syria Syria က ISIS တိုက်ဖက်မဲ့အဖွဲ့တွေနဲ့မှာ US ဥဆောင်မှုအောက်မှာပဲပါဝင်ချင်တယ်ဆိုပြီးမှ အခု Trump ဘက်မှာယက်တီပြီးမှ Syria သမ္မတက Donald Trump နဲ့လက်တွဲပြီးမှအလုံးလုံးချင်တဲ့အကြောင်းကိုစဉ်းစားဆွေးနွေးနေကြတယ်။သဘောတူညီချက်တွေနဲ့လုပ်နေတယ်ပေါ့နော်။ဆိုတော့အခု ISIS ကိုတိုက်ခိုက်မဲ့နိုင်ငံမှာ90နဲ့ရှိကျော်ရှိတယ်ရှီးရီးယားပါဝင်နေဆိုတော့နော် should against the islamic state becoming its 90th member 90th 90 90နိုင်ငံပေါင်း90ကျော်90ကျော်လောက်ရှိပေါ့ကိုစီးရီးယားနဲ့ရှီးရီးယားပါဝင်ဆိုတော့ ISIS ကိုတိုက်ဖက်မဲ့နိုင်ငံ ISIS ကိုတိုက်တိုက်မဲ့နိုင်ငံက90ကျော်ဖြစ်နေပြီပေါ့နော်ဆိုတော့အခု US မှာ Syria ရဲ့အတန်ယုံကိုလေပြန်ဖွင့်ခု Donald Trump က open ဖို့သဘောတူမိထားပါတယ်ပြီးတော့ Syria နိုင်ငံပေါ်မှာစစ်ပွဲရေးပိတ်ဆို့မှုတွေကလည်းအကုန်လုံးပြန်ရုပ်သိမ်းနေပေါ့နော် Washington also agreed to let Damascus reopen its embassy in the US, the first step in restoring formal ties after decades of hostility. Yeah. He's a very strong leader. He comes from a very tough place and he's a tough guy. Uh, I like them. I get along with them. The president, the new president in Syria. Al Shara, meanwhile, came bearing gifts, replicas. All right. So, Trump got. သူကတာမန်နဲ့ခေါင်းဆောင်တယောက်ပါပေါ့သူကပြောင်းလဲလုပ်နိုင်တဲ့ခေါင်းဆောင်ပါဆိုမှ Trump ကတော့ပြောနေတယ် Trump ကသူ့ကိုတဘောကြားတဲ့အကြောင်းလည်းပြောနေတယ်ပေါ့ဆိုတော့တနည်းအားဖြင့်ချုံငုံပြီးမှပြောရမယ်ဆိုရင်တော့အရင်တုန်းကရန်သူရင်ဖြစ်နေတဲ့ Syria နဲ့ US ကအခုကမဟာမိတ်တွေဖြစ် ပြန်ရည်တည်လာကြတယ်ပေါ့နော်ဆိုတော့ဒီမဟာမိတ်တွေဖြစ်တယ်ဆိုတာကလည်း ISIS ကိုလက်တွေးပူတွေးပြီးမှတိုက်ခိုက်ဖို့ရအတွက်လေ Syria Syria ရဲ့တမရကသဘောတူလာတယ်ဆိုတော့ US ဘက်ကလည်း Syria ပေါ်မှာစီပွားရေးပိတ်ဆို့မှုတွေကိုပြန်ရောက်သိမ်းတယ်အဲ့ဒါပါပဲဆိုတော့ကျွန်တော်ပြချင်တဲ့အခိုက်အတန့်လေးကတော့ခုန Donald Trump က Syria တမရကိုမင်းမမင်းမဘယ်နှယောက်ရှိတယ်ဆိုတဲ့အကြောင်းမေးတဲ့အကြောင်းလေးကိုတင်ပြ ဆွေးနွေး session ပါဘောနော်တော်တော်လေး viral ဖြစ်တယ်ဗော TikTok YouTube တို့မှာနေရာကမှာအရင် viral ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ရဲ့ကြီးစုသူမိတ်ဆွေတွေကိုမြင်ခိုင်း session နဲ့တီးခိုင်း session နဲ့အဲ့ဒါလေးကိုပဲဘူးတုတအနေနဲ့ just for fun ဗောနော်အဲအဲ့အဲ့အဲ့လိုနေပဲပြန်တင်ပေးတာဖြစ်တယ် Thank you so much for watching beautiful people I love you guys take care I'll see you soon bye bye